မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ29ရက်နေ့တွင်မိုးလေဝသနှင့်ဇလဗေဒသတင်းများကို နေပြီးတော့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုအစီအစဉ်အားမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကမျိုးလိုက်ရွာသွန်းခဲ့တဲ့မှတ်သားပွဲရာမိုးရေကြိမ်များမှာစစ်တွေမျိုးမှာ၅တသက်မှ9လလက်မှာကြိုင်မျိုးမျိုးမှာ၄တသက်မှ65လက်မှာကြောက်ဖြူမျိုးမှာ3တသက်မှ9လလက်မှာချောင်းဆောင်မျိုးမှာ3တသက်မှ35လက်မှာရွှေကျင်မျိုးမှာ3တသက်မှ2ခွန်လက်မှာ မော်လမြိုင်မြို့မှာတုံတတမတင်ကားလမ်းမှာနေပြည်တော်စပူသီရီမြို့နယ်နဲ့မူးတုံမြို့တို့မှာတုံတတမတက်တက်လမ်းမစီတောင်ကုန်းမြို့နယ်မားတောင်မြို့တို့မှာနှစ်တတမရှစ်သုံးလမ်းမစီကော့ကရိတ်မြို့မှာနှစ်တတမခွန်ကိုလမ်းမနဲ့ပြမနာဝယ်ကြီးမှာနှစ်တတမခွန်ချောက်လမ်းမတို့တိုက်ထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လည်းတနအိုက်ခွဲအချိန်မိုးလီဝတကျွတို့မှာဖမ်းရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နေမင်္ဂလာပင်လယ်တို့မှာတိမ်တင့်တင့်မှတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ ကချင်ပြည်နယ်စကိုင်းနယ်ဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးရိမ်တောင်များချက်ထွန်းလျက်ရှိပြီးအဆိုပါမိုးရိမ်တောင်များရွေ့လျက်ရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ကပ်ခြင်းမိုးထချုံခြင်းမိုးကြိုးပြစ်ခြင်းလက်စည်းလက်ချင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်တည်ပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တိမ်တင်မှတိမ်ထူထန်နေရကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြားတူမြင်းများပုံစံအရ မြမကဲဝဲတရှောင်းမှာမုတ်တုံလေးအကောင်ရမှာအလုံးကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေမှာဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုက်ထွာချက်များအရဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းနဲ့ရင်းနှင်းဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ဂျီလိုမှာဖြစ်ပေါ်နေတဲ့လေဖျားနက်ရုံဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေဖျားနက်ရုံဟာအနောက်အနောက်မြောက်ဘက်သို့ဖြင်းချင်းစွာရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံအော်ရင်တပြည်နယ်မြောက်ပိုင်းနဲ့အနောက်ဘင်္ဂလားပြည်နယ်တို့ကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလေးအာကောင်ရာမှာအားအလွန်ကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြမကဲယိုရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ကမိုးသက်လေပြင်းများကြရောက်ပြီးလိုင်ကြီးပါမယ်။မိုးသက်လေပြင်းကြရင်ရေပြင်းမြေပြင်းလျားတနအာရီကို35မိုင်တိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြမမြမကံဦးလန်တချောင်းနဲ့ကံလုံပင်လေးပြည်တို့မှာ၁၇ပြီမှ၁၃ပြီကံရှိနိုင်ပါတယ်။မနှက်ဖြတ်မနှက်ထီခက်မှန်းချက်များအနေနဲ့ကတော့စကိုင်းနယ်ဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျိန်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာစိစိနဲ့ရှမ်းပြည်နယ်ရှေးပိုင်းကချင်ပြည်နယ်စကိုင်းနယ်ဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရော်ရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေဟာနှံ့ပြမုန်ထကျုံရွာပြီးရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရောက်ကပီမူချီနိုင်ပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွင်းတိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလာပိတာခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့ညီတော်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခံမှန်းကြမှာမိုးတစ်ကြိမ်တစ်ကြိမ်ထချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရှမ်းကုန်းမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခံမှန်းကြမှာနေရံကွက်ကြားမိုးထချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ37ဒီဂရီဆက်စီရဲ့88ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ် မန္တလေးမြို့နယ်အနီးတွိုင်းအတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်။နေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးဘူးကျိန်းမှာ36ဒီဂရီဆက်စီယံ69ဒီဂရီဖာရင်ဟိုင်းနဲ့အနိမ့်ဆုံးဘူးကျိန်းမှာ26ဒီဂရီဆက်စီယံ89ဒီဂရီဖာရင်ဟိုင်းရှိနေပါလိမ့်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်ရှိပိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးပေါ်နေပါမယ်။ရေကြီးခြင်းတတိပေးခြင်း ကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွာချက်အရစစ်တောင်းမြေဟာမာတောင်မြို့မှာရှင်မျိုးရဲ့စိုးရင်ရင်မအောင်နှစ်ပေကျော်မှရောက်ရှိနေပါတယ်။အစောပိုင်းမြေဟာနောက်နှစ်ရက်အတွင်းရင်မျိုးရဲ့စိုးရင်ရင်မတို့ရောက်ရှိနေပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွာချက်အရပဲခူးမြေဟာပဲခူးမြို့မှာရင်မျိုးရဲ့စိုးရင်ရင်မအောင်လေးပေခွဲကမ်းမှရောက်ရှိနေပါတယ်။စောပိုင်းမြေဟာနောက်နှစ်ရက်အတွင်းရင်မျိုးရဲ့စိုးရင်ရင်မတို့ရောက်ရှိနေပါတယ်။ ဒီကနေ့မြမစံတော်ချိန်7:30နာရီချိန်တိုင်းထွာကြရယတန်လွင်မြေဟာဖအံမျိုးမှာ ရေမျိုးရဲ့စွန့်ဝင်ရေမတ်အောင်နှစ်ပေခွဲကျော်မှရောက်ရှိနေပါတယ်။ဆိုပါမြေဟာနောက်နှစ်ရက်အတွင်းရေမျိုးရဲ့စွန့်ရေမတ်သို့ရောက်ရှိနိုင်ပါတယ်။သူဖြစ်ပါ၍မာတောင်မျိုးပကိုးမြို့နယ်နဲ့ဖအံမြို့နယ်များအတွင်းရှိမြကန်အနီးနဲ့မြင်းနှိပ်ပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်တရေပြူနိုင်မှရန်နဲ့မြေရည်မြစ်တက်လာပါကအချိန်မီရှောင်ရှားနိုင်မှရန်တရေပေနုဆောင်အပ်ပါတယ်အခုတင်ပြခဲ့တာကတော့ ီကနေ့မိုးလနဲ့နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗီတာသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကြက်မှာချမ်းသာကြပါစေရှင်